ီတော့အကူကအကူညတောင်းလာဟာအကြီးကမသိလိုက်ဘူးမသိဘူးမသိဘူးအဲ့ဒီကဖိုတိုရှုတ်တက်လိမ့်မယ်ဆိုပြီးတော့ပဲကျွန်တော်ချိန်ပြီးသွားကြတာကမိကက်ကလည်းဖိုတိုရှုတ်တက်ပဲအပြည့် on ဟာဆိုတော့လေဟုတ် Well, I found a girl. ဖုန်းပြောရခြင်းမှာအကူကတော်တော်လေးတော့ဂယူဆိုင်တာအဲ့လိုပျော်ရွှင်စေချင်တဲ့ဒီအမှတ်တရလေးပေါ့နော်။အာကျွန်တော်တစ်ချက်လောက်အဆင်ပြေဆိုရင်လုပ်ပေးပါဆိုတော့အားနဲ့ကျွန်တော်လည်းအဲ့လိုစဉ်းစားပြီးတော့မှတေချာလေးလုပ်ပေးပြတာပေါ့။ အဲ့ကိုမျိုးကိုရဲ့အမားနဲ့တော့ညှိထားပြီးတော့မှလိန်ကြတာအဲ့လိုဖိုတိုရှုတ်တော့ဆိုပြီးတော့ပဲလေအဲ့လိုတေချာလေးပြင်ဆင်ပေးတာ propose တော့ကကြတော့တော့လို့တီးတိုင်တော့မဟုတ်ပေမဲ့လည်းတေချာလေးတော့သူကယူတဆိုင်လင်းပေးဖြစ်တာပါဟုတ်ဟုတ် Where the someone waiting for me အိန္ဒိယအမှန်ပကြီနဲ့တော့မစုံဘူးပေါ့နော်မစုံဘူးဘူးသူနဲ့ကကြတော့နော်တို့ရွှေတိုင်းတခုရိုက်ရတဲ့မှာ၄ရောက်ရတဲ့နေရာမှာစုံတာနော်တို့ဒီပန်ထွာအတွက်ရိုက်ရင်းနဲ့မှာလေအာပထမဆုံးစုံဘူးတာသူနဲ့ကလေအာနဲ့အကူကနေအကူညီလမ်းတောင်းပြီးတော့မှသွားလိမ့်ပေးဖြစ်တာမှာဟုတ်ညနေပိုင်းအလုပ်ရှိတဲ့ဟာကတော့ဖြတ်ပြီးတော့အာနဲ့မနက်ပိုင်းဟာကိုဝင်လိမ့်ပေးတာအကူကအကူညီတောင်းတာဟုတ်ပကြီကမသိလိုက်ဘူးမသိဘူးမသိဘူးအိန္ဒိယဖိုတိုရှူတ်အတွက်လိမ့်မယ်ဆိုပြီးတော့ပဲနော်တို့ချိန်ပြီးသွားကြတာဟာမိကက်ကလည်းဖိုတိုရှူတ်အတွက်ပဲအပြစ် on ဟာဆိုတော့လေဟုတ် အဲ့ကိုမျိုးကိုရဲ့အမားနဲ့တော့ညှိထားပြီးတော့မှလိုလိန်ကြတာအဲ့လိုဖိုတိုရှုတ်တော့ဆိုပြီးတော့ပဲလေအဲ့လိုတေချာလေးပြင်ဆင်ပေးတာဟုတ် We were just kids when we ဟုတ်တယ်ဟုတ်တယ်အဲ့နေပကြီးနဲ့လည်းပြောပြတာကတော့ပထမမဆုံဘူးတော့ဆိုဟုတ်တယ်မဆုံဘူးလို့မဆုံလားတော့ကြပြီလို့အရင်ကတုန်းကတော့ပြီးပဲမဂ္ဂဇင်းမှာတစ်ခေါက်ဆုံဘူးအဲ့ဒါနဲ့မှဒုတိယတစ်ခေါက်ပြန်ဆုံတာသူနဲ့ကြာလေပထမတော့ညနေပိုင်းတစ်ခုသွားလိမ့်ပြီးတော့မှလေအာပြန်လာပြီးတော့မှလေရိုက်ချင်တာအာအချိန်ရမလောက်တော့လို့ဆိုတော့ လိမ့်မဲ့လိမ့်ပြီးတော့ပြန်သွားခနဲ့တာဟုတ်အဲ့တော့ပုံလေးတက်လာတော့ဘယ်လိုကျင်းတဲ့ PPT ရလဲပြောပြပါဟုတ်ပျော်စွနာပါသူတို့စားလိုက်ကိုယ်လည်းပျော်စွနာလဲဟုတ်မှာဖုန်းပြောတဲ့ချိန်မှာကိုကတော်တော်လေးတော့ခရူစိုက်တယ်အဲ့လိုပျော်စွန်စေချင်တဲ့ဒီအမှတ်တရလေးဘောနော်အာကျွန်တော်တစ်ချက်လောက်အဆင်ပြေစွန်းလောက်ပြပါစွန်းအာနော်လည်း အဲ့လိုစဉ်းစားပြီးတော့မှတရားလေးလုတ်ပေးဖြစ်တာပေါ့။ဘာသာပကြီးစီမှာလည်းတရားမိကစ္စလေးလည်းရှိအောင်လေအဲ့လိုလေ။ဒါပေမဲ့ဒီဟာကြအမတ်တရားဖြစ်တဲ့ချိန်ကျကိုလည်းကိုတက်လည်းအမတ်တရားဖြစ်လို့ပကြီးတက်လည်းအမတ်တရားဖြစ်အောင်ပေါ့။အဲ့လိုကိုညီပေးဖြစ်တာ။ဟိုအဲ့နေရာတော့ပကြီးတော့ပြောတယ်အသားကြီးတော်တော်လေးကောင်းတယ်သူကလေ။အဲ့လိုဟိုချွေးပေါက်သားကလုံးဝမရှိဘူး။အဲ့အဲ့ရတခုတော့အမတ်တရားသူပြောဖြစ်တယ်။တော်တော်လေးအသားကြီးကောင်းတဲ့ထက်မှပါအောင်ပါ။ရဲ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 ကာလေး အဲ့နေ့ကတော့ဟိုလိန်နေကြတော့ပုံမှန်တော့ကျွန်တော်တို့လိန်နေတိုင်းမှာလဲအဲ့ purpose တော့ကြတော့ကျွန်တော်လို့တီးတိုင်တော့မဟုတ်ပေမဲ့လည်းတေချာလေးတော့သူ GPU တစ်ဆိုင်လိန်ပေးဖြစ်တာပါဟုတ်ဟုတ်အဲ့နေ့ကပုံတက်လာမှပဲတွေ့တာအာနဲ့ဟိုပုံမှန်ဆိုတော့ဟိုတော့လေကိုယ့်ရဲ့ page မှာသာဒီလို make up လိန်နဲ့ဟာလေးပဲရိုက်နေကြဆိုတော့လေအဲ့လိုဒီတိုင်းလေးပဲရိုက်တာလား ဒါပေမဲ့ဟိုဓာတ်ပုံလေးထွက်လာတော့မှဓာတ်ပုံနဲ့ပြန်ကတ်ပြီးတော့မှအဲ့လို proposal အတွက်တော့လည်းတင်လိုက်တာပေါ့နော်အဲ့ဒါလေအချို့ဒီပြည့်သက်တွေကတော့ဒီတိပြန်သွားတယ်လို့ထင်ကြတယ်ဟုတ်တယ်ဟုတ်တယ်အမှန်တကယ်ကျွန်တော်တို့ photoshop တက်ဆိုပြီးတော့ပဲလိန်ထားတာအကိုနဲ့အမဟိုပေါ့နော်အဲ့လို congratulation မှာအဲ့လိုနော်ကျွန်တော်လည်းတကူတကပါဝင်ပေးဖို့ပြောရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်မှာလက်တင်တောင်းနေတယ်အခု